ဒီနေ့မှလည်းမြန်မာရွှေဈေးကညနေမှာတက်ပါတယ်မြန်မာငွေဈေးကတော့တက်ကြမရှိပါဘူးအားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျွန်မချင်းနဲ့ပြေဆုံးနိုင်ကြပါစေဒီနေ့က17ရက်နေ့17လပိုင်း2020နေ့ငါးခုနေ့လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ဟာထိုင်းဆန်တို့ချင်းညနေ 9:15မိနစ်ရှိနေပါပြီ။မြမရွှေက15ပဲရေတာကို82သိန်း9တော့16ပဲရေတာကိုစိုင်ကရောင်းနေစေက89သိန်း9တော့စိုင်ကလက်ခံနေစေက86သိန်း9တော့စနစ်သိမီလင်းရွှေတရတာကို86သိန်း1တော့လက်ရှိကျွန်တော်ပြောနေတဲ့ရွှေသေးတွေကနေရာတွေတားလိုက်ဇေနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဇေနှုန်းနှဲငယ်กว่าချားမှုလည်းရှိနိုင်ပါတယ်။ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက4095ကျပ်၊ဆိုင်ကလက်ခံနေဈေးက3995ကျပ် ယူရိုငွေတရကိုမြန်မာကျပ်ငွေ၄ ,930 စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3,130စိုင်ကလက်ခံနေဈေးက3,050တရုတ်ငွေတရံကိုမြန်မာကျပ်ငွေ990ကျပ် အော်စတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2660ထိုင်းမန်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘက်ပေးချက်ယူသမားတွေကပန်ငွေ815ဘက်ကိုမြန်မာကျပ်ငွေတသိန်းချက်ပေးဘက်ယူသမားတွေကကျပ်သိန်းကိုပန်ငွေ995ဘက်မလေးငွေ104.38ကိုမြန်မာကျပ်ငွေတသိန်းဂျပန်ငွေ3883.46ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3690.36ကိုမြန်မာကျပ်ငွေတသိန်းအိန္ဒိယငွေ2190.95ကိုမြန်မာကျပ်ငွေတသိန်း လက်ရှိကျွန်တော်ပြောနေတဲ့ငွေစုတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့နေငွေလွှဲတော့မယ်ငွေလဲလဲလုတော့မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုရင်ပုံဆက်ပြီးမှာပဲငွေလဲလဲလုကြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်လက်ရှိမှာတော့မြမရွှေဈေးတွေကအတက်ဈေးနဲ့ရှိနေတယ်လို့ကဘာရွှေဈေးတွေကလည်းဆက်လက်တက်နေပါသေးတယ်လက်ရှိမှာတော့ကဘာချွေတအောင်စားကိုဒေါ်လာ4142နဲ့ဈေးနှုန်းတည်ရှိနေပါတယ်။ကဘာချွေဈေးကဆက်လက်တက်ဖို့လာလာရှိတယ်လို့ခန့်မှန်းထားကြပါတယ်။ လက်ရှိမှာတော့မြမရွှေစည်းကလည်းအတက်စင်းနဲ့ရှိနေတာဖြစ်တဲ့အတွက်မြမရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုးတော်မယ်ဆိုလို့ရှိရင်တော့ရွှေအတုံးအခေါင်းရွှေကိုဝယ်ဆိုးထားကြပါလို့အကြံပြုချင်ပါတယ်မြမရွှေစည်းငွေစည်းတွေကိုမြေတန်းတင်ပေးပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပြင်ရှင်နိုင်ကြပါစေ